ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဗိုက်နန်တွင်းနဲ့တခါလေးဟိုနန်တွင်းထဲမှာတခါလေးကဲစေးကြီးကဲစေးကြီးစစ်သားကြီးရှိလို့အဲကဲစေးကြီးစစ်သားကြီးဟိုလူကျင်တန်းကျင်လို့ဆိုပြီးတော့မှအဲတော့ရပါတော့တော့အင်း အမှုတခါကြရင်မူဝါဒအောက်တွေမှာလူတွေကကြာရှုံးနေမူဝါဒအောက်တွေမှာနော်စီးနေကန်းနေဆိုတာဘောနလုတ်တင်လုတ်တိုင်းလို့ရတဲ့နေရာမှာလုတ်တာတော့ပြဿနာမရှိပါဘူးဆွမ်းနာပြောလို့ပါဟိုမှာတတိယနေပါတယ်ညာတယ်လို့ဆိုတော့နန်းတွင်ထဲမှာလည်းကျွန်တော်ချစ်တဲ့လူတွေအများကြီးပဲလေတက်မတော်အတိုင်းဝိုင်းမှာကကျွန်တော်ချစ်တဲ့လူတွေအများကြီးနော်ဘာမှ တချို့ဆိုရင်ကျွန်တော်ပြောကြသေးတယ်တွေးခွဲတာတို့တက်ဆူတာတို့ပေါ့နော်ဘလို့ကျွန်တော်တွေးခွဲတိုင်း item တော့ပြည့်စည်သွားမှာလားကျွန်တော်တက်ဆူတိုင်း item တော့ပြည့်စည်သွားမှာလားပြီးရင်ကျွန်တော်ကနိုင်ငံသားမှနေပြီးတော့မှအဲ့လိုတွေးခွဲရလားတက်ဆူရလားအဲ့လောက်တော့အုံနောက်ကစဉ်းစားဖို့မဟုတ်ဘူးလားကျွန်တော်မဟုတ်ပါဘူးဟိုပြောပြတာပါအဲ့လောက်တော့အုံနောက်ကစဉ်းစားတင်တာပေါ့တိုင်းပြည်ကဘေးကျန်နေကြဖြစ်နေရလေ 2021ဖေဖော်ဝါရီလတရနေ့အခင်းကျင်းရနေပြီးနိုင်ငံတော်ကိုတက်မတော်ကောက်ဝေးဦးစီးချုပ်ဘာကကျော်ကြီးဦးမင်းအွန်လိုင်းဦးဆောင်တဲ့အစိုးရကအာဏာထိန်းတာအာဏာထိန်းတာနော်ဟွအဲ့တော့ဦးဆောင်တဲ့အစိုးရအောက်ကလူတွေအားလုံးကဟိုမတော်ပါလုံးနေလဲဆိုတာလွယ်နေခင်ဗျားတို့အရင်ကတုန်းကလို့လေလှုပ်လို့မရအောင်ဆိုတာဘာလဲဆိုတော့ ဖုံးနေရှိသွားပြီအဲ့တော့အတထဲအကြောင်းတွေလူမသိပါစေနဲ့လို့ဟာတထဲအကြောင်းတွေအပြင်းမရောက်ပါစေနဲ့လို့အဲ့လိုပြောလို့မရတဲ့ပြောလို့မရတော့ဘူးအဲ့ဒီခင်မဟုတ်တော့ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ကတက်မတော်မှာလက်ရှိပေါ့နော်တာဝန်ထမ်းဆောင်နေတဲ့အ ਨੇ ဆုံးပေါ့ဟိုကျွန်တော်တို့အဲတိုင်းရင်းမှုတိုင်းရင်းမှုကနေပြီးတော့မှအဲသူက ဘာတော့ပြန်ဘျူဟာမူအဘျူဟာမူကနေပြီးတော့မှတမမူတမမူကနေတိုင်မူကဆရာမူတွေဥပမာဥပမာကိုပြောပြတာဒီလိုက်ကိုတေချာကြည့်ကြည့်ဒီကောင်ပြောတာတွေဟုတ်လားဆိုတော့ခမားတို့သိတယ်ခမားတို့ကိုယ်တိုင်သိတယ်အားလုံးကအလုံးလုံးနေကြတာပဲနိုင်ငံအတွက်လူမျိုးအတွက်ဟိုကိုယ့်ရဲ့အဖွဲ့အစည်းအတွက်တော့အလုံးလုံးကြတာပဲဒါပေမဲ့မူဝါဒအောက်တစ်ခုမှာအကြရှုံးနေတယ်ဆိုရင်တော့မကောင်းဘူး အဲ့ဒါအနေကြီးတယ်အဲ့ဒါအနေကြီးတယ်အဲ့ဒါပြိုကွဲတတ်တယ်နော်ပျက်စီးတတ်တယ်ဘာလို့လဲ तू อ่ะဒီဘုံတွေရှိမှာတော့ဥပမာတစ်ခုပေါ့ကြည့်ကျွန်တော်စပြောမယ်အိမ်တော်သူတူကိုကျဥ်လေးလုံးပေးမယ်ကျဥ်လေးလုံးပေးမယ်ဆိုအဲ့ဒီကျဥ်လေးလုံးပေးတဲ့ပုံပဲရိုက် ကျဲဦးကက်ကြီးကိုကင်ပြီးတော့မှ မသိအိမ်အောင်စုတစုကိုကျဲဦးတကက်ပေးတယ်လို့ရိုက်လို့မရဘူးဘာလို့လဲဆိုတော့ကျဲဦးလေးလုံးပေးတယ်ဟုတ်တယ်ကျွန်တော်တို့အနေနဲ့ကျဲဦးလေးလုံးပေးတယ်အိမ်အောင်တစုကိုဒါပေမဲ့ကျွန်တော်တို့ရဲ့စစ်တီမိသားစုရဲ့အင်အားဘလောက်ရှိတယ်အဲဘလောက်ရှိတဲ့အင်အားအတွက်ကိုကျွန်တော်တို့ကကျဲဦးလေးလုံးကတိန်အောင်ကျဲဦးလေးလုံးပေးရင်အိမ်အောင်စုအင်အား တထောင်ရှိတယ်ဆိုရင်ကြက်ဥပေါင်းများများဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့တမိသားစုအပေါ်မှာကျွန်တော်တို့ကကျွန်တော်တို့อ่ะပေါ့เนาะကျွန်တော်ဒါဘုံကျွန်တော်ဥပမာကိုပြောတာเนาะဥပမာပြောတာခင်ဗျားတို့ဟိုတော်နေကိုယ့်ဘာကိုစိတ်မလုံမလဲတွေဖြစ်နေမှာကြောက်လို့เนาะကျွန်တော်မန်နေရောတိတ်ပြီးတော့ဖတ်နေမှာမဟုတ်ပါဘူးပေါ့เนาะဟိုကျုပ်လေးလုံးပေးရခြင်းအကြောင်းရင်းကငါတို့ ဒီလိုတွေအင်အားရှိလို့ဒီလိုပေးရခြင်း ဖြစ်တယ်အဲဒါမျိုးရှင်းပြနိုင်ရမယ်အဲ့ဒါကိုကျဲဥလေးလုံးပေးတော့ကျဲဥကက်ကြီးကင်ပြီးတော့မှရိုက်ပြီးတော့လူကြီးကိုကျွန်တော်တို့ကဒီလိုပေးပါတယ်ဒီလိုပြောပါတယ်အဲ့လိုပြောလို့မရဘူးခစ်ကမတူတော့ဘူးအဲ့တော့ကျွန်တော်အမြဲတမ်းပြောတာကမူဝါဒရဲ့အောက်တကူမှာမကြရှုံးပါနဲ့မူဝါဒရဲ့အောက်တကူမှာဒီလိုမျိုးတွေငါတို့ကအထက်လူကြီးကိုပြောလို့အောက်ကမသိဘူးဆိုရင်ကျွန်တော်တို့စပီကာသမားတယောက်အနေနဲ့တော့ကျွန်တော်တို့ကပြောရပါလိမ့်မယ် ဘာလို့လဲအဲ့ဒါအမှန်မဟုတ်ဘူးလေအမှန်မဟုတ်ရင်ကျွန်တော်တို့ကပြောမှာပဲသိရမလားအဲ့တော့ဟုတ်ကဲ့ကျွန်တော်တိန်အောင်ကျုပ်လေးလုံးလုံးနဲ့အိန်အောင်သူအင်အားဥမာတကူတထောင်ရှိပါတယ်အဲ့တထောင်တော့ကျွန်တော်ကျုပ်အင်ကျုပ်အလုံးကြီး၄000ပေးရပါတယ်ဟုတ်ရမလားအအဓိကအဲ့ဒါအရေးကြီးတာဒီကိမလိန်လို့မရတော့ဘူးလေဘာလို့မှလဲလိန်ပြီးတော့ဟုတ်ရမလားအဇောဘုံရဲ့ညီလေးကြီးငါတို့ကတော့ဒီလိုမျိုးပဲ ဟိုတိုင်းပြည်နဲ့နိုင်ငံတဲ့လူမျိုးတွေငါတို့တက်မတော်အတွက်ငါတို့ဒီလိုတော့လှုပ်တယ်အမှန်တရားအဲ့ဒါကိုအာမျိုးတို့ရှောင်းမပြောနဲ့လို့ရှောင်းမလုံးနဲ့လို့ပြောရင်ဟာလူတွေကအများကြီးရှိတာလေမဟုတ်ဘူးလားအဲ့ဒါဘူဟာတော့အောင်မှာကြာဆုံးနေအခုချိန်ထိမပြီးသေးဘူးအရှိဘောက်ကဝင်ပြီးနောက်ဘောက်ကထွက်တာလားလို့အော်လက်ရှိ လက်ရှိပေါ့နော်တာဝန်ထမ်းဆောင်နေတဲ့ဘုံမှုတယောက်ကဖြူစင်စင်နဲ့ကိုယ့်ရဲ့နိုင်ငံကိုယ့်ရဲ့တပ်မတော်ကိုတာဝန်ကိုယ့်ရဲ့နိုင်ငံကိုကာကွယ်ဖို့တပ်မတော်တာဝန်နိုင်ငံကိုကာကွယ်ဖို့အတွက်တပ်မတော်တွေမှာဝင်ပြီးတာဝန်ထမ်းဆောင်နေတဲ့ဘာမှမဟုတ်အောက်ခြေမှာရိုးရိုးသားသားလေးတွားကြတယ်လာကြတယ်လူကြတယ်ပေးကြတယ်တန်းကြတယ်ဖြစ်တယ်။ဟိုကျွန်တော်လည်းသိပါတယ်ဘယံမရာလုံးလို့မရဘူးဆိုတာဒါပေမဲ့ဘာဖြစ်လို့တချို့ဆိုလို့ချင်းများဟို ဘောတော့ဟိုတိတ်ပြီးတော့ပြောလို့မကောင်းပါဘူးဒါကျွန်တော်ကဆက်ဆက်မရှိပဲပြောလိုက်တာစောနာဟိုပို့ပို့ဟိုဟာပေါ့ကွန်မန့်တခုကျွန်တော်ဖတ်လိုက်လို့ဟုတ်တယ်မလားလိန်လို့ရတဲ့ခင်မဟုတ်တော့ဘူးအဲ့လိန်လို့မရတော့တဲ့ခင်မှာအကောင်းဆုံးတိဆောက်ရမှာကနိုင်ငံသားတိုင်းနဲ့နိုင်ငံတော်ဝင်ထမ်းဆောင်နေတဲ့ဝင်နေတိုင်းမှာတာဝန်ရှိတယ်နော်လုံးဝလိန်လို့မရတော့ဘူး ငါတို့လိန်လို့ရတယ်အဲ့လိုမျိုးတွေဒါပတ်ပြီးတော့လိန်နေမယ်ဆိုရင်ဘာပဲပြောဗျာကျွန်တော်တော့ပြောသေးတယ်အားတဲ့ဟိုသွေးခွဲတဲ့ဟိုစကားမျိုးတွေမပြောပါနဲ့ဆိုတော့ကျွန်တော်သွေးခွဲလို့ဒီနိုင်ငံကွဲသွားမှာလားကျွန်တော်ကသွေးခွဲစကားပြောလို့ဒီတိုင်းပြည်ပျက်စီးသွားမှာလားကျွန်တော်ကသွေးခွဲစကားပြောတာမဟုတ်ဘူးအမှန်တရားကိုအဘကာကြိုကြီးဦးမင်းအောင်လိုင်ကနေပြီးတော့မှ ာဝန်ရှိတဲ့ပုံကိုယ်တွေလူကြီးမင်းတွေသိအောင်လို့တာပြောရမယ်လေဒီလိုမပြောပြီးမှတိုင်းပြည်ကိုပြုပြင်လို့ရမှာလေအလုံးကတော့တက်မတော်သားယူနီဖောင်းတွေဝတ်ပြီးတော့တက်မတော်အလုံးလုံးနေတယ်အဲ့ဒီလုံနေတဲ့မမှန်ကန်ကန်လုံနေတဲ့တက်မတော်သားတွေကိုပြည်သူလူထုလေးစားဖို့အတွက်အမှန်တရားကိုကျွန်တော်တို့ကပြောပြရမယ်သိရမလားဟိုစကားဆိုတာတော့ဗျာ ကျွန်တော်တို့ကအဲလက်ရှိမှာအရက်သားလေအရက်သားမှာမှာမြန်မာနိုင်ငံမှာစပီကာလေလာတာယူပြီးလုံနေတဲ့လူမဟုတ်ဘူးလေဟုတ်လားအခုကျွန်တော်မင်းဘူးကိုရောက်တယ်မမောမင်းဘူးတော့ဖြစ်တယ်ဗါလေမင်းကွန်းကိုရောက်တယ်ဟုတ်လားမင်းကွန်းကိုကျွန်တော်ရောက်တယ်ကျွန်တော်တခုမက်ဆေ့လေးပေးချင်တာကမက်ဆေ့လေးပါပေါ့နော်ခင်ဗျားတို့အရာကြီးအပွင့်အခန့်နဲ့ဝိပြီးတော့ကျွန်တော်တခုပြောမယ်နော် အရာကြီးအပွင့်အခက်နဲ့ဝိပြီးတော့ခမတို့မင်းကုန်းကိုသွားရဲလားနံပါတ်၄ချက်မဟုတ်ကျွန်တော်ပြောမယ်နော်ကျွန်တော်လည်းဘလို့မှမအောင်မင်းနဲ့ကျွန်တော်မေးတာရိုးရိုးရှင်းရှင်းလေးမေးတာနော်သွားရဲလားကျွန်တော်ဇော်ဘုန်းကြီးခမတို့တော့ဘယ်သိမလဲကျွန်တော်ကဘုံမလေးတက်မတော်ရဲ့လော်ဘီလေး လက်ရှိတက်မတော်ကောင်းကြောင်းပြောတယ်တိုင်းပြည်ကိုအေဂျင်စီချင်းတဲ့လူတယောက်ကမင်းမိုးလိုနေရာမျိုးကို လွေ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 တချောက်ပင်6ရက်4လ2025ခုနှစ်မှာနေကင်း2နာရီမှာမင်းမိုးရောက်ခဲ့တာဒီလွေအိမ်နဲ့ဒီလွေအိမ်ကိုမချုပ်ဘူးမင်းမိုးစီဒီပထိုးကြီးရှင်းနဲ့ မင်းကအခုခေါင်းလောင်ရှိကဘိုးဘွားရိတ်သားចောင်းနဲ့မင်းကတိပတိကတ်ဆရာတော်ဘုရားကြီးចောင်းနဲ့ကိုဒီလိုအိမ်နဲ့ရောက်ခဲ့တာကဲခင်ဗျားတို့ကျွန်တော်နေရာမှာ နေကြည့်လေကျွန်တော်ပြောမယ်ဆိုရင်ကဲကျွန်တော်ဇော်ပုံးကြီးဆိုတော့ဒိုင်းပြည်ပြည်သူစပီကာ ဖြစ်တဲ့လူတယောက်ကအဲ့ဒီနေရာကိုအဲ့ပုံစံနဲ့ရောက်သွားခဲ့တာခင်ဗျားတို့ကျွန်တော်အပြစ်ပြောမယ်ဆိုရင်ကိုချင်းတော်စာလေး ငါကနိုင်ငံတော်ဝင်ထမ်းဆောင်နေတယ်တက်မတော်ရဲ့တာဝန်ကိုထမ်းဆောင်နေတယ်ငါကနိုင်ငံနဲ့တက်မတော်ကအကူရတဲ့လူတယောက်ဖြစ်အောင်ငါလုပ်နေတဲ့အခြေအနေမျိုးမှာစော်ဖုံးရေးဆိုတဲ့ကောင်ကလည်းတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်နဲ့ကြားရတာဝန်ကိုသူထမ်းဆောင်နေပါလားဆိုတဲ့စိတ်တော့မွေးပေါ့ခမားတို့တော့ကိုကိုကိုတိမ်မာကြောက်တာပဲကျုပ်ကတိမ်မာမကြောက်ဘူး နိုင်ငံတဲ့လူမျိုးတွေဆိုသေးမှမကြောက်ဘူးဟဲ့အောင်မဲသားသိရှိတရက်ကင်ပြီးရှင်းလန်းသွားလိုက်ဆိုတာကျုပ်သွားတဲ့နေရာ PDF တွေရှိတဲ့နေရာကျုပ်ရုပ်ကတနိုင်ငံလုံးသိတယ်ဒါတွေကိုပြောချင်လို့ပြောနေတာတော့မဟုတ်ဘူးတချို့သောလူတွေသိရမလားကျွန်တော်ရုံးကနေခေါ်ပြီးတော့မှမင်းစောင့်စကားပြောတာကြည့်ပြောလို့မင်းများနေပြီလို့ပြောရဲဆိုတဲ့កောင်မျိုးတွေကိုပြောချင်တာဟဲ့အောင်သွားလိုက်မလား မင်းလည်းအပွင့်ခတ်တက်သွားလိုက်ငါလည်းငါရုပ်နဲ့ငါသွားလိုက်မယ်ငါလိုမျိုးမင်းသွားကြည့်လိုက်အဲဥပမာဒါဥပမာကိုပြောတာပါနော်ဒါဆွမ်းနာပြောလိုက်လို့ပါဟိုကိုတွေကတချို့ຢာတွေကမူဝါဒအောက်မှာကြာရှုံးနေပြလူတွေကလူတွေဘာတွေလဲဆိုတော့မဟုတ်မမှန်တဲ့ဥစ္စာတွေကိုလှုပ်ပြီးတော့အာဘောင်ထဲမှာစီကန်းထဲမှာဟိုထဲထဲဒီထဲထည့်ပြီးတော့မှဖြစ်နေတာကျွန်တော်သမီးကိုကျွန်တော်ဘယ်လိုတင်ပေးထားလဲချစ်ကလေးလောင်းချစ်ကလေး အဲ့ပြီလားကျော်တပြီတော့အဲ့သွားပြီနော်အဲ့တော့ကျတော့တိုင်းပြည်ကိုချစ်တာချင်းအတူတူနိုင်ငံကိုချစ်တာချင်းအတူတူအလုံးလုံးတာချင်းအတူတူကျွန်တော်မှလုံခြုံရေးမရှိဘူးကျွန်တော်မှလုံခြုံရေးမရှိဘူးနော်ကျွန်တော်မင်းကိုတကယ်ကိုရောက်ခဲ့တာတကယ်ကိုသွားခဲ့တာ PDF ဂိတ်တွေရှိခဲ့ရင်လည်း ကျွန်တော်ရင်ဆိုင်ရမှာပဲမတက်နိုင်ဘူးလေဖဲတက်နိုင်မလဲကိုကစသွားတဲ့စကိုင်းတရားကိုစကြော်ရရငါသည်နိုင်ငံရဲ့လူမျိုးနဲ့ဟိုတိုင်းပြည်တာဝန်ကိုအုတ်တချက်သေးတဲ့ဘွဲ့နေရနေတက်ဆောင်နေခင်ဗျားတို့ကယူနီဖောင်းဝတ်ပြီးတော့အလုံးလုံးမတိုင်းပြည်တာဝန်ထမ်းဆောင်တယ်လို့ထင်တာလားအချို့သောမိတ်ဆွေတွေကိုမေးချင်တာပါငါစစ်တဲ့ယူနီဖောင်းဝတ်ပြီးမှငါရဲယူနီဖောင်းဝတ်ပြီးမှ ငါကရင်ထဲယူနီဖောင်းဝတ်ပြီးမှငါကထွေဥယူနီဖောင်းဝတ်ပြီးမှငါကလောက်ဘကယူနီဖောင်းဝတ်ပြီးမှ တိုင်းပြည်တာဝန်ကိုထမ်းဆောင်တယ်လို့ထင်တာလားဗျမေးကြည့်ခြင်းလို့ပါအဲ့လိုဝန်ထမ်းတိုင်းကလည်းအဲ့လိုအဝတ်စားတွေဝတ်ပြီးတော့မှပြည်သူတယောက်ပေါ်မှာကျွန်တော်တို့လိုနိုင်ငံချစ်လူမျိုးချစ်တဲ့လူပေါ်မှာမိုင်ရိုင်းခွင့်ရှိလားဗျစကားပြောစုဆက်ဆံတဲ့အမှုရာ ကိုနှုတ်အမူအရာတွေရိုင်းခွင့်ရှိလားငါကတက်မတော်ကဥပမာတခုဒုတိယဘုံမူကြီးတယောက်ဖြစ်တယ်ဒီကောင်းကိုစောက်ခူးဆိုင်ဆံမလို့ဆိုပြီးတော့ရိုင်းခွင့်ရှိလားမေးကြည့်ခြင်းလို့ပါနော်အဲ့တော့လူတွေအားလုံးကတချို့ကပြောတယ်နှမ်းတစည်းနဲ့စီမဖြစ်ဘူးတဲ့အဲ့ဒါစောက်ပြဒနာတတ်တာပဲနှမ်းတစည်းနဲ့ဘယ်လိုလုပ်စီဖြစ်မှာတော့နှမ်းစီပေါင်းမှန်မှဆိုမှစီဖြစ်မှာပေါ့ အဲ့တော့ကိုယ်နိုင်ငံအခုကကြီးသုံးပါးကိုကြားရောက်နေတဲ့အချိန်မှာကိုယ်နိုင်ငံမဟုတ်ဘဲနဲ့မလေးရှားတို့အိန္ဒိယတို့ဥပမာတရုတ်တို့ရုရှားတို့ကနေပြီးတော့မှနိုင်ငံရဲ့ဒီငလျင်တန်ပေးတဲ့ပြည်သူတွေကိုလာကူညီနေတဲ့အချိန်မှာအားလုံးဝိုင်းဝန်းပြီးတော့ကိုယ်နိုင်ငံသူနိုင်ငံသားတွေကူညီနေတာတော့မှ တချို့သောအရာတွေကအဘိတကူအောင်မှာမူဝါဒတကူအောင်မှာကြာရှုံးသွားကြတယ်တည်မလားအဲ့ပုံစံနဲ့ဆက်သွားရင်ကျော်ရောဘုံကလိုအပ်တာဥမ္မာတကူကဇဘုံရောင်းဒီလေလားဒါတူလို့ရှိတယ်နော်ဆောဆောနာကျွန်တော်ပြောတယ်လို့ကျဲဥတကက်ကန်ခိုင်းပြီးတော့ဓာတ်ပုံရိုက်ပြီးလူကြီးကိုကျဲဥတကက်ပေးတယ်လို့လို့တဲ့ကျဲဥလေးလုံးလောက်ပေးတော့အောက်ချိန်မှာ အောက်ချရပြောတာပေါ့ဖုန်းထဲကနေဇော်ဘုန်းကြီးကလည်းပြောတာပေါ့စစ်တဲ့အကြောင်းတွေဇော်ဘုန်းကြီးကတက်မတော်နဲ့ပြည်သူများနဲ့တက်မတော်မိသားစုကြားမှာမပြောတာတွေအများကြီးရှိတယ်ပြောကိုမပြောတာနော်ပြောမယ်ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ပြီးပါတယ်ရေပတ်တော်ဝင်မှာမဟုတ်ဘူးဟုတ်တယ်မလားဘာလေးလျှောက်ပြီးတော့ဟမ်ဘာလေးလျှောက်ပြောနေလက်တွဲကျင်တာလားလက်တွဲကျင်ပြောလိုက်နော် လက်တွဲချင်းအချိန်မွေးပြောလို့ရတယ်။အပြီးနဲ့ဖမ်းချင်တာလား။တရားဝင်တရင်တော့ပြီးဖမ်းခိုင်းလိုက်။နော်ဖမ်းခိုင်းလိုက်။ဖမ်းခိုင်းလိုက်ခမောလုတ်ပိုင်ခွင့်ရှိတာပဲဖမ်းခိုင်းပေါ့။ဖမ်းပြီးဘာဖြစ်လာမလဲဖြစ်တဲ့ပြဿနာခမောတို့ဖမ်းခိုင်းတဲ့လူရှင်းပေါ့။ဟုတ်တယ်မလား။ဒါပဲလေရှင်းရှင်းလေးနော်။မဟုတ်သေးဘူးမားတော့မားနေတယ်တော့တစိုးသတင်းလေးပြန်ကြားတယ်မပြောသေးတာမပြောသေးတာသတိတော်ထားနေနော် ပေါက်ခွဲလာလို့ပြောပြီဆိုရင်တော့နာမည်တက်ပြီးချိန်မှာเนาะကိုပြည်တနာကိုရှင်းရမှာเนาะရှင်းလားဇော်ဘုံကြီးချွတ်ကျဲနေရတဲ့မှာဘယ်သူမှမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဇော်ဘုံကြီးဒီတိုင်းပြည်နိုင်ငံလူမျိုးအတွက်ကိုအကောင်းဆုံးစပီကာသမားတယောက်အနေနဲ့ရက်တည်ပြီးတော့မှမြမြတတာပြောပေးနေတယ်ဆိုတာတနိုင်ငံတိုင်းပြည်လုံးသိတယ်